ငါဘယ်တော့မှဘဝကို မရှာဘူးဘယ်တော့မှဘဝကို တွေ့တာပြီးတော့မနေဘူးရသော်ဘုရားက ဟောတဲ့တုတ်တန်တစ်ခုမှာလူတွေရဲ့မစင်ဆိုတာတဲ့နည်းနည်းလေးလည်းနန္နာပဲအများကြီးမှနန္နာမဟုတ်ဘူးဟောနည်းနည်းလေးနှီးပြားလေးနဲ့တို့ပြီးနန်းကျင်လည်းနန္နာပဲအဖျားလေးနဲ့တို့ပြီးတော့နန်းကျင်လည်းမစင်ဆိုတာနန္နာပဲအပုံးလိုက်ကြီးမှနန္နာမဟုတ်ဘူး ဘဝဆိုတာလဲဘလောက်တူတဲ့ဘဝလေးပဲဖြစ်ဖြစ်ဆိုးတယ်မကောင်းဘူးဒါကြောင့်မို့ဘယ်ဘဝကိုမှငါမကြိုက်ဘူးဘဝမှန်သမျှဆက်ဆုပ်เสียကောင်းတယ်အန္တရာယ်ရှိတယ်ဒါကြောင့်မို့ဘဝဘဝဆိုသမျှကိုနာဘိဝတ္တဘယ်တော့မှကောင်းတယ်လို့ငါဟာမဆိုဘူးဘဝကိစ္စဘယ်ဘဝကိုပဲဖြစ်ဖြစ်နာဘိဝတ္တကောင်းတဲ့ဘဝလို့မပြောဘူးနန္ဒေသနာဥပါတိရေ ဘဝဟာကောင်းနေဆိုတဲ့တွေ့တာတဲ့တဏှာနဲ့လည်းဘယ်တော့မှဘဝကိုငါဟာတတ်မဲ့ပြီးတော့မနေဘူးဆိုပြီးတော့မြတ်စွာဘုရားဟာဘဝရဲ့အပြည့်အစုံသင်္ခါရတရားတို့ရဲ့မမြဲတဲ့သဘောတရားတွေသစ္စာ၄ပါးတရားကိုဒုက္ခသစ္စာဘဝဆိုတာရင်ဘဝဆိုတဲ့ဒုက္ခသစ္စာဘဝဖြစ်ကြောင်းတရားဖြစ်တဲ့သမုဒိယသစ္စာဘဝရဲ့ချုပ်ငြိမ့်မှုဆိုတဲ့ဏိရောဓသစ္စာနဲ့ နိရောဓသစ္စာရဲ့ရောက်ချောင်းဖြစ်တဲ့ရတောအကျင့်ဆိုတဲ့မေဃသစ္စာတရားကိုရှင်းလင်းဟောကြားလိုက်တာရသော်ဗျာရဲ့ဒီရုပ်ဖတ်ဟောပြောတဲ့တရားကိုနားလဲရလို့မြန်မာ1000ကျွတ်တရားရသွားတယ်အဲ့ဒီချက်เนาะ